ရိသတ်များအားလုံးမင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာလေးကတော့တရုတ်ဆောင်မင်းသားထူးကွယ်လွန်ရတဲ့ဖြစ်မှန်အားလုံးကိုမိခင်ဖြစ်သူကအကုန်ဖွင့်ချလိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်မင်္ဂလာပါပရိသတ်ကြီးတို့ရေထူးကတော့တက်ငင်ငင်နဲ့ကွယ်လွန်သွားခဲ့ရတာဖြစ်တာမို့အမှုပညာရှင်တွေတော်တော်များများနဲ့ပရိသတ်တွေကနှမျောတတ်တယ်လို့နေခဲ့ကြတာလည်းဖြစ်ပါတယ်ဒါအပြင်ထူးကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းမှာဆေးရုံပေါ်ကပုံရိပ်တွေနဲ့ကားတိုက်မှုနေရာကပုံတွေပါပြင်းထန်လာခဲ့တာလည်း ဖြစ်ပါတယ်။ကားကလည်းပြင်းထန်စွာပျက်စီးနေခဲ့တာလည်းဖြစ်ပါတယ်။ထူးကိုယ်တိုင်မောင်းခဲ့တာဖြစ်ပြီး ကားမောင်းတဲ့နေရာကကျုပ်ဝင်သွားလောက်အောင်ပျက်စီးသွားခဲ့တာလည်းဖြစ်ပါတယ်။ကားရှေ့ပိုင်းတွေရောပြင်းထန်စွာပျက်စီးသွားတဲ့အတွက်ယင်တိုက်မှုအပြင်းစားဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့ယင်တိုက်မှုဖြစ်ခဲ့တဲ့တစ်ပင်ကချပြလာတဲ့အချိန်အပင်ကအသေးစားတစ်ခုသာဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်။အပင်ကသေးပေမဲ့လည်းထူးရဲ့ကားကရစရာမရှိအောင်ကိုပျက်စီးသွားခဲ့တဲ့အတွက်ဟုတ်ရောဟုတ်ရဲ့လားလို့တောင်းတနေရဖြစ်လို့နေခဲ့ကြတာလည်းဖြစ်ပါတယ်။ထူးကွယ်လွန်သော အားရကိုနှမျောတတဖြစ်နေခဲ့ကြတဲ့အမာခံပြိသက်တွေကလည်းထူးကတစ်ပင်တိုက်ပြီးကွယ်လွန်တာမှဟုတ်ရဲ့လားလို့တန်တရားဝင်နေခဲ့ကြတာလည်းဖြစ်ပါတယ်။တခြားကားနဲ့တိုက်မိသွားသလားဆိုပြီးထူးရဲ့တေဆုံးမှုအတွက်အမှန်တရားကိုသိချင်နေခဲ့ကြတာလည်းဖြစ်ပါတယ်။ဒါအပြင်တိုက်မိတဲ့တစ်ပင်ကတေးသေးလေးဖြစ်နေတဲ့အတွက်ပို့ပြီးတော့ယုံထင်ကြောင်ထင်ဖြစ်ကုန်ကြတာလည်းဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ထူးကတော့အခုချိန်မှာလောကကြီးကနေထွက်ခွာသွားရပြီးဖြစ်တယ်လို့အေဂျင့်နဲ့နေရာတစ်ခုကိုရောက်ရှိသွား ွားပြီလည်းဖြစ်ပါတယ်။ချစ်ရတဲ့ပရိသတ်တွေကတော့သူကွယ်လွန်မှုအပေါ်မှာယူကြ ငုံငွေရဖြစ်နေတာမို့လို့မိဘတွေအနေနဲ့စိုးပိုးပြီးတော့ယူကျုံမရဖြစ်နေကြတာလည်းဖြစ်ပါတယ်။သူကတော့ပျော်ပျော်နေတတ်ပြီးလူချစ်လူခင်ပေါများတဲ့သူဖြစ်တဲ့အတွက်နာရေးမှလည်းသူ့ကိုချစ်တဲ့သူတွေကလည်းကြိတ်ကြိတ်တိုးအောင်ကိုစီကားနေကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့လေတချို့ရင်းနှီးနေတဲ့အမှုပညာရှင်တွေဆိုရင်သူ့ကိုအနီးကပ်မတွေ့ခဲ့ရပါဘူး။သူကတော့မိဘကိုလှုပ်ကြွေးနေတဲ့သူဖြစ်တဲ့အတွက်အခုလို꽌လွန်သွားတဲ့အပေါ်မှာနှမျောတတ်လို့မဆုံးဖြစ်နေကြရပါတယ်။သူ့ရဲ့အမှုပညာရှင်တငယ် ြင်းဖြစ်သလိုအကိုတယောက်လည်းဖြစ်တဲ့အောင်မြင့်မြတ်ဆိုရင်လေနောက်ဆုံးအနေနဲ့သူရဲ့မျက်နာလေးကိုမတွေ့လိုက်ရတဲ့အတွက်စိတ်မကောင်းဖြစ်နေကြတာလည်းဖြစ်ပါတယ်မိခင်ဖြစ်သူကတော့သားလိမ္မာလေးကိုဆုံးရှုံးလိုက်ရတဲ့ဝန်းနေမှုကိုအချိန်ကြာကြီးကုစားသွားရအောင်မှာပဲဖြစ်ပါတယ်ချေရတဲ့သူတွေကတော့သူ့အတွက်ကောင်းမှုကုသိုလ်လေးတွေအများကြီးလုပ်ပေးသွားအောင်မှာလို့ဆိုထားတာလည်းဖြစ်ပါတယ်